အားလုံးပဲမင်္ဂလာပါ Massive Football မှာ page နဲ့ PN channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ Champions League မနေ့မှာကံပဲကျွန်တော်တို့ Champions League ပွဲစဉ်6 Man City နဲ့ Real Madrid ရဲ့ပွဲချိုတုံးသက်ချက်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ Man City တို့အနေနဲ့ကျွန်တော်တို့ Real Madrid ရဲ့အိမ်ကွင်းမှာမနေ့ကအကြွေးပြန်လဲတောင်းယူနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမယ့်ပွဲပွဲဖြစ်ပါတယ်ဟုတ်ကဲ့အစီအစဉ်လေးကိုစလိုက်အောင် Champions League ပွဲစဉ်6ကြာတာပြီနေ့မနက်ကျွန်တော်တို့မလေးအခြေ မနက်၄နာရီမှာကင်မယ်ကျွန်တော်တို့မြန်မာချိန်နဲ့ကြည့်မယ်ဆိုရင်မနက်၂နာရီခွဲမှာကင်မယ်ပွဲ Real Madrid နဲ့ Man City ရဲ့ပွဲ Real Madrid ရဲ့ Santiago Bernabeu ကျွန်တော်တို့အင်ကွင်းအလုံးပိတ်ကွင်းကြီးထဲမှာကစားမှာဖြစ်တယ်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ Real Madrid ရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုပြောရမယ်ဆိုလို့ရှိရင်သူတို့ဟာအချိန်တွေတော့ရလက်ကောအချိန်တွေတော့တိတ်မကောင်းဘူး Mbappe ခြေစွမ်းပြနေတာမှန်တယ်ဒါပေမဲ့ Real Madrid ကထင်တယ်လို့ရလက်တွေမကောင်းလောက်ဘူးနီးပြအလွန်ဆိုတော့မှအချိန်တွေတိတ်မကောင်းဘူးလို့ပြောလို့ရတယ်အဲ့လောက်အချိန်တွေမျိုးကြီးဖြစ်နေတယ် ရီယမက်ထရစ်မှာကစားသမားတွေအထိုင်မကျဘူးလို့ပြောဘူးကလည်းဘယ်လိုပြောရမလဲရီယမက်ထရစ်ကအဲ့လောက်ထိအချိန်ပေးတဲ့အသင်မဟုတ်ဘူးကျွန်တော်ရဲ့အမြင်ကိုပြောမယ်ဆိုရင်ရီယမက်ထရစ်ကသူတို့မကြိုက်ဘူးဆိုရင်ထုတ်ပြတာဟိုအချိန်ပေးပြီးတော့နီးပြောက်ကိုအချိန်ပေးပြီးထားတဲ့အသင်နဲ့မှမပါဘူးအဲ့ဒါကဘာတူလဲဆိုတော့ကျွန်တော်တို့မိုရကြီးလက်ထက်တော့ချက်စီးရဲ့လုပ်ပုံကိုင်ပုံနဲ့တော်တော်လေးတူတယ်ချက်စီးကတနည်းကိုဖလားတစ်လုံးမှမရခဲ့ဘူးဆိုရင်နီးပြောက်ကိုတောင်းတောင်းတင်မှာ project manager တွေပါမလာနဲ့မထားဘူးအဲ့လိုအနေထားမျိုးမှာကျွန်တော်တို့အလွန်ဆိုကငယ်ရွယ်ပြီးတော့ထက်မြက်တဲ့နီးပြောက်တစ်ယောက်ဖြစ်တဲ့ပေါ့လီဗာပူးစင်ကနေပြီးတော့ကျွန်တော်တို့ လူရဲမတူကခေါ်ယူလိုက်တယ်အခုထိုက်တင်လက်ရောက်တော့သူ့ရဲ့လောက်ရေကိုင်ရှိတဲ့အနည်းပြတယောက်ပဲဒါပေမဲ့ရလက်ပိုင်းအရာကတော့ကျွန်တော်တို့လာလီကာမှာဆိုရင်ကျွန်တော်တို့ဘာစီနဲ့လီမက်အကွာနဲ့ဒုတိယနေရာမှာရက်တည်နေတယ်အာဒီနေ့ပွဲမပါသေးဘူးပေါ့အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်ရီယယ်မက်ထရီရဲ့နောက်ဆုံးကစားပွဲတဲ့၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့က၃ပွဲတည်း၂ပွဲနိုင်တာတယ်음ရလက်ပိုင်းအရာကတော့ရီယယ်မက်ထရီအစံချိန်ဆက်ညွန်းနေတော့လုံးဝမညီဘူးလို့ပြောလို့ရတယ်ဒါပေမဲ့မက်ဆီဒီအသင်းရဲ့နောက်ဆုံးကစားထားတဲ့ရလက်ပိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်မက်ဆီဒီအသင်းကလည်းအရန်ကြီးဟိုမှာ ဟိုကောင်းမွန်နေဆိုတဲ့ရတာကိုပြန်ပြီးတော့မပေးနိုင်သေးဘူးဒါကကျွန်တော်တို့ fan တယောက်အနေနဲ့ပြောတာပေါ့သိရမလားဟိုပြီးခဲ့တဲ့ပွဲစဉ်မှာ Mercedes 3 C နဲ့ဆန်းလန်းကိုနိုင်ပါတယ်အဲ့မှာ knock out လို့သွားတဲ့အနေထားနောက်ပြီးတော့ control လုပ်သွားတဲ့အနေထားကွင်းလွယ်ခန်းစစ်တိုက်စစ်ခန်းစစ်နှစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့ Guardiola နဲ့ Diaz တို့ကိုတွင်သွားတယ်နောက်ပြီးတော့ Fulham ကို Raya Chiki flick လိုက်တဲ့ဘောလုံးနဲ့ကျွန်တော်တို့ Mercedes အင်ဟာ3 C နဲ့နိုင်ပါတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် Mercedes အသင်းဟာဒီပွဲမှာပဲပြန်ပြီးပုံစံကောင်းနေနေပြန်ပြလာတယ်ပြောလို့ရတယ်ဟိုအရှိတ်ပတ်ကြီးကပွဲတော်မှာ Mercedes က ဘာလို့ကျွန်တော်လုပ်ချင်မှမသိဘူးဖြစ်နေတယ်အနေထားနေပြီးတော့ဒီပွဲကတော့မန်စီးတီးကသူတို့ဂွာဒီယိုလာ job တက်လုပ်လိုက်တယ်ပြီးလည်းပြောဂွာဒီယိုလာကသူအရေးကြီးတဲ့ကစားသမားတွေကိုကောက်ထုတ်လိုက်တယ်အာဘန်နလိုဆေးပါတို့အာနောက်ပြီးဟာလန်တို့ဂွာဗာဒီယိုတို့သူအရေးကြီးတဲ့ကစားသမားအကုန်လုံးနှိပါသူချိန်လိုက်တယ်ချိန်လိုက်တယ်ဆိုတော့ဂွာဒီယိုလာကပြောမယ်ဆိုရင်ဒီရီယယ်မက်ဒရစ်ပွဲအတွက်လူချန်လိုက်တယ်ဆိုတဲ့သဘောပဲဒါပေမဲ့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဂွာဒီယိုလာရီယယ်မက်ဒရစ်ပွဲကိုခွေးလိုဝဲလိုကန်စီကမလိုတဲ့အပိုင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့လီဗာပူးဆင်းတဲ့ပွဲကိုဖိမရခဲ့ကျွန်တော်အဲ့ပွဲကိုလုံးဝအစားမချိခဲ့ဘူးအဲ့ပွဲကိုအခုဆန်းလန်းလန်းကပွဲလိုမျိုး Guardiola plan ချလိုက်မယ်ဆိုလို့ရှိရင်ဘာမှခက်ခဲနိုင်စရာအကြောင်းမရှိဘူးတဲ့မလားဒါပေမဲ့ Guardiola ကဘာလုပ်လဲဆိုဖင်ရပြီးတော့စမ်းလန်းကပွဲလူမျိုးအချက်ပြန်ပြီးတော့မလုပ်ခဲ့ပဲနဲ့ကျွန်တော်တို့ Liverpool ဆင်ကို play တုံးမပေးလိုက်ရတယ်အဲ့တော့ Mercedes အသင်းဟာအဲ့ဒီမှာရှုံးသွားတယ်နောက်ပြီး Newcastle ကိုလည်းထပ်ရှုံးသွားတယ်အဲ့တော့ Mercedes ကနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင် Mercedes က၂ပွဲရှုံး၃ပွဲနိုင်ထားတယ်အာရီယမက်ထရစ်က Champions League ၅ပွဲကန်ထားမှာ လေးပွဲနိုင်တယ်တပွဲပဲရှုံးတာတွေရမ၁၂မှတ်နဲ့အဆင့်၅နေရာမှာရက်တည်နေတယ်ဝီယမ်အတွက်ကပြောမယ်ဆိုရင်သူ့ကသူလာလီကာမှာဘာပဲဖြစ်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 ဥပမာ လာလီကာဖလားရချင်မှရမယ်လာလီကာမှာတောင်ကန်မြောက်ကန်ကန်ချင်းကန်နေလိမ့်မယ်ဒါပေမဲ့ချန်ပီယံလိမှာသူဘာလဲဆိုတာအမြင်နဲ့နှစ်တိုင်းလို့လို့ပြရတဲ့အတင်းနောက်ပြီးသူ့ဘလူးမှရှော့တွက်လို့မရတဲ့အတင်းနဲ့မှာတတင်းပါတယ်တတင်းမဟုတ်ဘူးဒီတင်းကပေါ့ပါတာဘာဖြစ်လဲဆိုတော့ချန်ပီယံလိအများဆုံးယူလာတဲ့အတင်းဆိုတော့သူ့ရဲ့ဂိုးအရှိန်ွားနောက်ပြီးတော့ချန်ပီယံလိကိုဘလူးကစားရင်ချန်ပီယံလိရမယ်ဆိုတာကိုကောင်းကောင်းသိတဲ့အတင်းမျိုးဒီပြကချန်ပီယံလိအတွေ့အကြုံနည်းတယ်ဆိုရင်တော့မှကစားသမားတွေကမနေဘူးအဲ့တော့ဝီယမ်အတွက်ကိုရှော့တွက်လို့တော့လုံးဝမရဘူး ဒါပေမဲ့ real metric ကအခုခြေစွမ်းပိုင်းဆိုင်ရာနည်းနည်းလေးကျနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ champion league မှာ၅ဘွယ်ကစားတာ၄ဘွယ်နိုင်တဲ့ဘွယ်ပဲရှုံးထားတယ်ဆိုတော့အနေထားရတော့ AI အစိုးရမဟုတ်ဘူးကျွန်တော်မန်စီရယ်ဆိုရင် champion league ၅ဘွယ်ကစားတာမှာ၃ဘွယ်နိုင်တစ်ဘွယ်တည်းတစ်ဘွယ်ရှုံးထားတယ်ရမ်းမဆင်မဲ့နဲ့အဆင့်၉မှာရက်တည်နေတယ်အဆင့်၉ဆိုတဲ့နေရာကမန်စီရယ်အတွက်ကမလွယ်ဘူးအမှန်တိုင်းပြောမယ်ဆိုရင် liverpool ဆိုင်ကနိုင်ထားမယ်ဆိုရင်ဒီထက်ပိုမြင့်တဲ့အဆင့်မှာနေပြီးတော့ AI system pressure နည်းနည်းဆော်လို့ရမယ်ဘာဖြစ်လို့လဲရှေ့လျှောက်ပွဲချက်တွေရှိတယ်ဗျဒီ champion league ဒီဘွယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က palace နဲ့ palace ရဲ့အိမ်ကွင်းမှာတက်ကန်ရမယ်အဲ့တော့ မန်စီးတီးဒီပွဲပွဲချက်တယ်လို့ပြောလို့ရတယ်ပဲလစ်ကလည်းတကယ်ကောင်းနေတဲ့အတင်းဆိုပွဲချက်တယ်ပဲလစ်ရဲ့အင်ကွေးမှာနိုင်ဖို့ဆိုတာကခဲရင်းနေအဲ့တော့မန်စီးတီးအခု Twitter အောင်လိုက်ပြီးတော့ close ဖြစ်အောင်လိုက်ဆော့နေရမယ်အဲ့တော့ဖင်ရခဲ့တဲ့အမှုတစ်ခုကတခါတည်းမိကိုချွတ်ချောက်လိုက်လာတယ်ဆိုတဲ့သဘောအဲ့တော့မန်စီးတီးအနေနဲ့ဘယ်လိုမျိုး real metric ကိုပြန်ပြီးတော့ခုခံမလဲကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ real metric ကသူ့ရဲ့အင်ကွေးမှာဆိုလို့ရှိရင် man city နိုင်ထားတာဆိုလို့2020 1920ရာသီက man city နိုင်ထားတာ champion league final ကျွန်တော်တို့အဲ့တဲ့နှစ်အဲ့ဒီရာသီက man city နိုင်ထားတာ1 2နဲ့အဲ့ဒီတစ်ချိန်ပဲနိုင်ဘူးလေ တို့မန်စီးတီးမန်စီးတီးကောကျွန်တော်တို့ရီယယ်မက်ထရစ်ကကောအင်ကွင်းမှာတရက်ကိုတစ်ချိန်စီပဲနိုင်ခဲ့ဘူးလေမန်စီးတီးကအင်ကွင်းမှာပြီးခဲ့တဲ့နှစ်က2-3နဲ့နိုင်သွားတာဒီနှစ်ကကြတော့ပြန်တွေ့တယ်ဒါပေမဲ့နှစ်တိုင်းပြီးပါပဲအခုနောက်ပိုင်းနှစ်တွေမှာ22 23 20အဲ20 21 22 23 24ကျွန်တော်တို့တောက်လျှောက်တွေ့တာဒါကရီယယ်မက်ထရစ်နဲ့ကျွန်တော်တို့ဒီ Champions League ပြိုင်ပွဲမှာတောက်လျှောက်တွေ့လာတာဒါပေမဲ့မန်စီးတီးအနေနဲ့ဟာရီယယ်မက်ထရစ်ရဲ့အင်ကွင်းမှာနိုင်ဖို့ဆိုတာက အရန်ကိုခဲရင်းနေဒါကအမှန်တိုင်းပြောတာ real metric ဘလောက်ပဲစုပ်ပြက်စုပ်ပြက်အင်ကွင်းမှာ real metric က champion league မှာဘလို့ကမ်းမယ်ဆိုတော့ကောင်းကောင်းသိတယ်ဆိုတော့အကြောင်းကိုတော့ကျွန်တော်တို့အားလုံးသိပြီးလောက်ပြီးဖြစ်ပါမှာအဲ့တော့ man city အနေနဲ့ real metric ရဲ့အင်ကွင်းမှာဘလို့မျိုးအနိုင်ယူမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်ကျွန်တော်အနေအရတော့နိုင်စီခြင်းတယ်ဘာဖြစ်လို့ဆိုတော့ pk နှစ်ကကျွန်တော်တို့ man city ရဲ့အင်ကွင်းမှာ real metric ကမနိုင်ဘူးဘူးဒါပေမဲ့ pk နှစ်က2 3နဲ့နိုင်သွားတယ်အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ real metric အင်ကွင်းမှာကျွန်တော်တို့ knock out လုံနိုင်လုံစီခြင်းတယ် real metric နဲ့ man city ရဲ့တွေ့တဲ့ head to head ကိုကြည့်ရမယ်ဆိုရင်သူတို့နှစ်သင်း16ချိန်တွေ့ထားတယ်16ချိန်တွေ့ထားမှာ Man City က5ချိန်နိုင်တယ် Real Madrid က6ချိန်နိုင်ထားတယ်5ဘွဲ့တည်းကြီးကြထားတယ်ဒါကိုကြည့်ရမယ်ဆိုရင်သူတို့နှစ်သင်းကတွေ့တဲ့အချိန်ကလုံးဝအချိန်ကောင်းနေတယ်တွေ့ခဲ့တဲ့အချိန်လေးအဲ့ဒီအချိန်ကဆိုလို့ရှိရင် Man City ကပြောမယ်ဆိုရင်ဗျာ Guardiola နဲ့ပြန်ပြီးတော့တောက်ပါလာတော့မယ့်အချိန်မှာကျွန်တော်တို့ Real Madrid နဲ့စပြီးတော့တွေ့ခဲ့တယ်နောက်ပိုင်းနဲ့ဒီမှာဆိုလို့ရှိရင် Real Madrid ကိုကျွန်တော်တို့အနိုင်ယူတယ်ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့တယ်ဒါပေမဲ့ Real Madrid ကိုရှုံးတယ် Reometric ချင်းပြန်ဖြစ်သွားတဲ့အနေတည်းရှိသလိုနောက်ပြီးတော့ကျွန်တော်တို့ Reometric နဲ့တွေ့ပြီးတော့ခက်ခက်ခဲရုန်းကန်ရတဲ့အခြေအနေလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့ Man City အနေနဲ့ Reometric နဲ့ဒီခုနောက်ပိုင်းအချိန်စာလို့ဖြစ်နေတာစတိုက်တွေ့လာတယ်။အဲ့တော့ Reometric ကိုကျွန်တော်တို့ဘယ်လိုမျိုးကြော်ဖြတ်မလဲ။ဒါကစဉ်းစားစရာဟုတ်ကဲ့ Reometric ရဲ့ Santiago Bernabeu မှာကျွန်တော်တို့ Man City ဟာနိုင်ဖို့အတွက်အလွန်တရာမှခဲရင်တယ်။ဒါကအပွင့်လင်းဆုံးပြောတာဘာဖြစ်လို့လဲဆိုတော့ Guardiola လည်းသိတယ်။မနိုင်နိုင်ဘူးဆိုတာထက်ကူမှရှင်ပြန်ရခက်ခဲတဲ့အသင်းနေမဟုတ်လို့မနိုင်ရဘူးဆိုရင် လုံးဝရည်ပြည့်ကြီးမနိုင်ဘူးလို့ပြောနေတာတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့လူရဲမက်ထရစ်ကအင်္ဂွေပရိသတ်အားကိုပြီးရင်ဒီကောင်တွေကဘာလဲဆိုတော့တခါတည်းအလုံးပိတ်ပလိုက်တာအလုံးပိတ်ပြီးတော့ဂျုံမယ်ပေါ့အဲဒီကဒါပေမဲ့ဒီနှစ်လွယ်ပါမလားဒီနှစ်လွယ်ပါမလားဆိုတဲ့အတွေးကိုကျွန်တော်မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ရီယယ်မက်ထရစ်နဲ့မက်ဆီနဲ့တွေးခဲ့တဲ့လွန်ခဲ့တဲ့နှစ်တွေအားလုံးကိုတစ်ချက်ကိုဖယ်ထားကြည့်လိုက်အဲ့ဒီချက်အားလုံးကဂွာရီယိုလာရဲ့တီတီတာကာထဲမှာပဲဆော့ခဲ့တာအခုကတော့ဂွာရီယိုလာရဲ့တီတီတာကာမဟုတ်ဂွာရီယိုလာရဲ့လောင်းဘောနဲ့သိတယ်မလားဂွာရီယိုလာရဲ့လောင်းဘောနဲ့ diagonal cross တွေနဲ့တန်းပြီးတော့သွားနေတဲ့အချိန် set piece တွေနဲ့ဂိုးသွင်းနေတဲ့အချိန်အဲ့တော့ ရီယယ်မက်ဒရစ်လွှဲနိုင်ပါမလားကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်မက်ဆီတီနိုင်မယ်လို့ခန်းစားနေရတယ်ဆန်ဒီယာဂိုဘာနီဘေးမှာနိုင်တယ်ဆိုရင်တော့အတိုင်းကဲလွန်မယ်တကယ်ကိုပြောမိပါနောက်ပြီးတော့ကျွန်တော်တို့မက်ဆီတီအနေနဲ့ကလည်းနိုင်လဲနိုင်တဲ့လေဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုနိုင်ထားကာမှာပဲကျွန်တော်တို့ရဲ့ချန်ပီယံလိအချိန်ကြာမှာကျွန်တော်တို့ not all state ကိုဆော့ဆော့စီဆင်းပြီးတော့မဆော့ရပဲပွဲကြီးအတွက်နေသွားမယ်ဗျာတကယ်မလားနောက်မှဆိုရင်ကျွန်တော်တို့ပွဲကြီးအတွက်ဒီအရန်များသွားလိမ့်မယ်အဲ့တော့ man city အနေနဲ့ real madrid ကိုနိုင်မှာ champion league ရဲ့ကျွန်တော်တို့ 128တဲ့မှာဝင်လိုက်မယ်128တဲ့မှာဝင်လို့ရှိရင်တော့ကျွန်တော်တို့ knockout state မှာကျွန်တော်တို့စောင့်နေရုံပဲနောက်ထပ်တပွဲဆော့เสียမလို့တော့ဘူးကျွန်တော်တို့ knockout state မှာစောင့်နေရုံပဲအဲ့ဒီအခြေအနေနဲ့ကျွန်တော်တို့ဖြတ်သွမ်းသွားမလားဒါမှမဟုတ်ပဲね Guardiola အနေနဲ့ knockout state မှာထပ်ပြီးတော့ရှင်ပြိုင်ဦးမလားဆိုတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ Real Madrid ရဲ့အိမ်ခွင်မှာနိုင်မယ်လို့တော့ခံစားနေရတယ်နိုင်မယ်လို့လည်းမျှော်လင့်မိတယ်အဲ့တော့ကျွန်တော်အနေနဲ့အချုပ်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ Real Madrid အိမ်ခွင်မှာကျွန်တော်တို့ Man City အသင်းအနေနဲ့ ဘယ်နဲ့ကိုလောက်နဲ့နိုင်စီခြင်းလဲကျွန်တော်ကတော့ပြောမှာစကိုပြတ်တိတ်စီခြင်းလဲဗျာဒါအရှင်းလုံးအရှင်းဆုံးပြောတာပြမင်းမမင်းဘာကောင်းပဲဖြစ်ဖြစ်ဆိုပြီးကြုံးရမှာကျွန်တော်တို့ကြုံးစီခြင်းလဲမစီရီအနေနဲ့ဒီဒါအခွင့်အရေးတစ်ခုပဲရီယယ်မက်ထရစ်ခြေစွမ်းကျနေတယ်နည်းနည်းလေးရှိကီဖြစ်နေတယ်ဒါပေမဲ့အမ်ဘက်ပေးခြေစွမ်းပြနေတယ်အာလန်ဂူလာကောင်းနေတယ်ရီယယ်မက်ထရစ်မှာကျွန်တော်အကြိုက်ဆုံးကစားသမားနှစ်ယောက်ရှိတယ်အဲ့ဒီနှစ်ယောက်ကအမ်ဘက်ပေးနဲ့အာလန်ဂူလာအဲ့ဒီနှစ်ယောက်လုံးကောင်းတယ်ဗီနီယောတော့မကြိုက်ဘူးငကူလည်းမကြိုက်ဘူးတကယ်မင်းသားတွေကောင်းဆော့ပေါ့တကောင်းလုံးဝမကြိုက်တာနောက်ပြီးတော့ကျွန်တော်တို့ရီယယ်မက်ထရစ်ကိုသူ့ရဲ့အင်ကွင်းမှာနောက်တစ်ချိန်နိုင်ဖို့အတွက်လိုအပ်တယ်ပြီးတော့ကျွန်တော်တို့မိနစ်ကအကျွေးလေးလဲကျွန်တော်ပြန်တောင်းခြင်းတယ်အဲ့တော့ရီယယ်မက်ထရစ်စီမှာမိနစ်ကအကျွေးရော ျွန်တော်တို့ဒီနှစ်ဆုလက်ကိုထပ်လို့ခြင်းနဲ့အဲ့တော့ဂိုးပြတ်တိတ်နိုင်ပါစေလို့လည်းမျှော်လင့်နေတယ်ဒီ Man City အနေနဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင် Real Madrid အင်ကွင်းမှာ Z2 နဲ့နိုင်နိုင်ဒါမှမဟုတ်ဘယ်နဲ့1-3လောက်နဲ့နိုင်သွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်ဘာဖြစ်လို့ဒီလိုမျိုးပြပြတသားကြီးပြင်မြင်လိုက်တာလဲဆိုတော့စိတ်ထဲမှာ feeling အရာ Real Madrid ကိုကျွန်တော်တို့နိုင်ုံနိုင်မယ်လို့ခံစားနေရလို့ Okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုကြည့်ရှုပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ပါတယ် Okay ဝယ်ပြီးရင်ပြန်လဲဆုံတွေ့ကြပါမယ်